အားလုံးပဲမင်္ဂလာပါရှင်။ရဲရာရှိတဦးရေးသားတဲ့ရဲနဲ့ကစားသမားဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။လောင်ကစားမှုများမှာအမှုသေးများဖြစ်၍များစွာစိတ်ဝင်စားမှုမရှိကြလားပါ။တိုးတော်လောင်ကစားခြင်းမှာပေါက်ဖွားလာမည်ရာဇဝတ်မှုများမှာများပြားလာ၏။လောင်ကစားခြင်းမှာပေါက်ဖွားလာမည်ရာဇဝတ်မှုများမှာလောင်ကစားဝိုင်း၏အကြီးသေးကိုလိုက်၍ဖြစ်တတ်၏။ ဝိုင်းကြီးဆိုရ၌လူအများကစားသည့်ဝိုင်းကိုမဆိုလိုပါ။ငွေလောင်စာများသည်ကိုဝိုင်းကြီးဟုခေါ်ပါသည်။ငွေနည်းနည်းကစားနိုင်သော ဝိုင်းမှကြီးကလူအည်အတွက်အဖြစ်ကြီးတော်လေဝိုင်းကလေးဟုပင် ခေါ်ရမည်ဖြစ်ပါသည်။ဝိုင်းကြီးများတွင်ပါဝင်ကြသောလူကြီးများမှာပွဲစားကုန်တဲ့နှင့်အရာရှိများစရေးဆက်ရှိများပါဝင်တတ်၏။ဝိုင်းကလေးများမှမူကားလူတန်းစားမ၍စိုက်ကားမြင်လှဲ့သမမကြံ့ တေလီချဘိုးဟူသည်၍ကစားကြ၏ဝိုင်းကြီးကိုဖမ်းဆီးအေးယူရန်ခတ်တလောင်ဝိုင်းကလေးကိုအေးယူရန်လွှဲ၏လောင်ကစားဝိုင်းဆိုသည်မှာမိမိအပေါင်းအသင်းဖြစ်တာလုံနိုင်ကြသည်သာဖြစ်၏ဝိုင်းကလေးများမှာလူဒန်းစားမြောင်များပါဝင်သည်ဖြင့်တရင်ပေးမိသူရာဇဝတ်အဖွဲ့ရဲအဖွဲ့ဝင်များဖို့အပေါင်းအသင်းကောင်းလည်လွယ်ကူပါသည် အပေါင်းအသင်းမရှိစေကမူလဲဒိုင်လုတ်သူဤမတရားမှုများရှိလာလေသတင်းပေးလို့သူပေါ်လာတတ်ပေသည် လောင်းကစားခြင်းများသည် အများအပြားဝင်းချန်နေတွင်၌သာပြုလုပ်တတ်ကြသဖြင့်တရားသူကြီးထံမှဝရမ်းပါမသာဖမ်းဆီးနိုင်သည်ဖြစ်၏ဝရမ်းရနိုင်ရမှာလဲသတင်းပေးကကျမ်းကျင့်အစစ်ခမ်းမှသာ တရားသူကြီးကဝရမ်းထုတ်ပေး၏ဝိုင်းကြီးများမှမူလောင်းကစားသူများသည်လဲလူကြီးလူကောင်းများဖြစ်၍မိမိကုန်သိက္ခာကိုထိခိုက်မိဆို၍အလွန်တိုသိကြ၏တို့ဖြစ်၍ဖမ်းဆီးအရေးယူနိုင်ရန်သတင်းပေးရနိုင်ရန်ခဲရင်၏ ဝိုင်းကြီးများမှပေါက်ဖွားတတ်သောရာဇဝဲမှုများမှအံ့နံထားသောငွေကို အလွဲသုံးစားမှု လိမ်လည်မှုအစိုးရဗန္နာတော်ကို အလွဲသုံးစားပြုမှုများပေါ်ပေါက်တတ်၏ဝိုင်းကလေးမှပေါက်ဖွားတတ်သော အမှုမျိုးများက ခိုးမှု လူရဲ့ဓမြတိုင်လူတတ်မှုတီဖြစ်တတ်၏အထက်လူကြီးများရဲဘွဲဝင်သို့မဟုတ်ခရိုင်ဝန် မြို့နယ်အုပ်ချုပ်သူ တာဝန်ခံအရာရှိများသိနိုင်သောအခါဝိုင်းကား ဝိုင်းကလေးများပင်ဖြစ်၏လူအမြောင်များပါဝင်သည်ဖြင့်နန်းတော်ကြီးမှ ကြားနိုင်သောသတင်းများပေါ်ထွက်လာမည်ဖြစ်၏ဝိုင်းကြီးပင်ဖြစ်စေဝိုင်းကလေးပင်ဖြစ်စေရာဇဝတ်မှုမဖြစ်ပွားရန်ကာကွယ်ရမည့်တာဝန်ရှိသောရဲဘွဲဝင်တို့မှအခြားသောတားဆီးရန်ခဲရင်သောရာဇဝတ်ပောက်ဖွားရာကိုဥပဒေအရအရေးမယူနိုင်တော့လေလောင်းကစားမှုများကိုကဖန်စီအရေးယူပိတ်ပင်ကြရမည်ဖြစ်၏အခြားမပိတ်ပင်နိုင်သော ရာဇဝတ်မှုပေါက်ဖွားရာ အရက်ဆိုသည်မှာရင်မျိုးဥပဒေအရလိုင်စင်ဖြင့်ရောင်းချသော အရက်ထမ်းရည်ဆိုင်တွင်ဘိန်းငမ်းများဖြစ်၏ရာဇဝတ်မှုပေါက်ဖွားရာကမှန်၏သို့သောတိတ်တိတ်ပုံလိုင်စင်မဲ့ရောင်းချခြင်းမဟုတ်ပါကဘိန်းမရှူရအရက်မတောက်ရဟု တား၍မရပါ တားစီပိတ်ပင်နိုင်သော ဥပဒေရှိသောလောင်ကစားဝိုင်းများကိုက ဖြစ်နိုင်အောင်ပိတ်ပင်တားဆီးကြရပေမည်လောင်ကစားဝိုင်းရှိခြင်းကြောင့် မိမိသက်ဆိုင်ရာအဖွဲ့ဝင်တဦးဦးတွင်အကျိုးရှိသည့်ထောင်းထိုလက်ကိုမျောကိုး၍ဝိုင်းများကိုလိလူရှူခြင်းသည်နောက်ဆုံးတွင်မိမိအားအုပ်ချုပ်မှုညံပြင်းသည်ဟုအခေါ်ခံရစေရန် ရာဇဝတ်မှုများပေါ်များပေမည်ဖြစ်၏လက်ဆိုရာတွင်လည်းဝေကြီးရရှိမှုသာမက ကစားတိုင်မှရရှိနိုင်သော လူဆိုးသတင်းများပါဝင်၏ဝေကြီးမရသည့်တန်အောင်ကစားဝိုင်းမှသတင်းမျိုးစုံရခြင်းကြောင့်လည်းရဲဘွဲဝင်ကိုလိလူရှူတတ်ကြ၏ ငွေကြေးကြောင့်ဖြစ်စေသတင်းရမှုကို အကြောင်းပြု၍ဝိုင်းကိုလစ်လူရှုနေဟု အထက်လူကြီးများကို ပြောတတ်သောသူ၏အဖြေကသတင်းမရလို့ကစားဝိုင်းကြီးသည်ငယ်သည်မဟုသတင်းရရမှာမခဲရဲမှာမိမိနဲ့မိမိမျိုးမိမိရွာမိမိရက်တွင်မြည်သူသည်ကစားတိုင်လှုပ်တတ်သည်ကိုကရဲဖွဲ့ဝင်တိုင်းသိရှိ၏ဒိုင်ခံတတ်သူကိုသိ၏ဝိုင်းထောင်ရဲ့အင်ကားသူကိုသိ၏နေရာကိုသိ၏အရက်ကိုသိ၏ ဝိုင်းဖြစ်သည့်အချိန်ကိုသာတည်ရန်လိုပေသည်တရင်ရနိုင်သည်ဆိုသည်မှာမိမိအပေါင်းအသင်းအဖွဲ့ရှိသောကြောင့်တရင်ပေကရနိုင်သည်သာဖြစ်၏မျက်စိနားတို့ကို အသုံးပြုခြင်းအပြင်ဒိုင်းအင်ကိုတည်နိုင်သည်သာဖြစ်၏ဖဲတိုင်းလေးကောင်ခြင်းအစရှိသောဝိုင်းဤတွင် စိုက်ကားမြင်းလဲတက္ကစီကားကိုပိုင်ကားတို့ဖြင့်တွာလာလှုပ်ရှားနေခြင်းကိုထောက်၍လောင်းကစားဒိုင်းအင်ကိုတည်နိုင်သည်ကြီးသာဖြစ်၍စူးစမ်းဆင်ခြင်မှုကောင်းရင်သာ ရဲဘွဲဝင်တို့ကြိုးပမ်းကြရမည်ဖြစ်၏ညတညကျွန်ုပ်နှင့်အမှုရန်နှစ်ယောက်သည်မြို့ရင်းတို့ည9နာရီအချိန်လောက်တွင်ရက်ကွက်စီစက်ဘင်းဖြင့်ပတ်တရောင်လှည့်နေ၏ထိုအလုံးမှာကျွန်ုပ်ဤနေ့စဉ်အလုပ်ဖြစ်၏ရက်ကွက်တစ်ခုသို့ရောက်သောအခါကစားဝိုင်းထောင်တတ်သူ၏အိမ်ကိုတစိတစောင်းကြည့်၏စိုက်ကား2စီ3စီလဲနာတွင်ရှိ၏အိမ်ဘေးနားမှဖြည့်၍စက်ဘင်းကိုညင်သာစွာစီးသွား၏ လေးကောင်ချင်းလှဲ့နေတဲ့ကိုကြားရ၏ကစားဝိုင်းဖမ်းလို့လင်ဝရမ်းပါမရသည်ကျွန်ုပ်၌ဝရမ်းမရှိဝရမ်းသွားတောင်းနေလင်ဝိုင်းပြီးသွားမည်မှာအမှန်ဖြစ်၏ဝရမ်းအသက်ခုနှစ်ရက်သာရှိ၏သို့သောခုနှစ်ရက်အတွင်းတွင်ဤအိမ်၌ပြန်လဲကစားကြတော်မူမဟုတ်ပါကစားသမားတိုင်းသည်ဤမြဥပဒေကိုနားလည်ကြ၏ကစားနေသူများကိုကျွန်ုပ်အတက်သည့်၏ကျွန်ုပ်၏မိတ်ဆွေများဖြစ်ကြပါသည်လူကြီးလူကောင်းများလည်းဖြစ်ကြပါသည် တို့နှင့်ကျွန်ုပ်လိလူရှုသွားလင်သွားနိုင်၏ထို့သောထိုတို့လိလူရှုခြင်းအဖြစ်သူတို့ကစားဝိုင်းကိုအားပေးရာရောက်ပေမည်မိဆွေတို့၏ဝတ္တရားလင်ချိုးဖြတ်လိမ့်မည်တို့အားမကစားရန်လဲကျွန်ုပ်ခဏခဏတတိပေးပြီးဖြစ်သည်အိမ်ဝင်းတွင်သို့ဝင်သွားလင်အိမ်ပြင်၌ချက်ထားသောဖဏတ်တို့ဖြင့်အိမ်အပေါ်တတ်တွင်လူစုနေမည်မှာထင်ရှားတော်၏လေကားတကားကိုပိတ်ထား၏မိအောင်မှာ အပေါ်လိုက်တာမြင်ရခြင်းအဖြစ်မိကိုဝိုင်းထိုင်နေသည်ဟုသိနိုင်၏မိကိုဝိုင်းထိုင်နေလျင်ကစားဝိုင်းကိုအာယုံပြုနေကြမိကို အတက်သိနိုင်၏ဟဲ့တကားဖွင့်ဟုအတန်းကြဲကြဲနှင့်អော်လိုက်လျင်မိကွက်ကိုမှုတ်သူကမှုတ် ကစားကွက်ဝှက်သူကဝှက်ဘေးတကားမှခုံချသူကြဖြစ်သွား၏တကားကိုအတော်ကြာရိုက်ပုတ်ပြီးမှတကားကိုလာဖွင့်ပေး၏ထွက်ပြေးသူကိုလည်းကျွန်ုပ်တို့လိုက်မဖမ်းကြပါ တကားဖွင့်၍ဝင်သွားလျင် ဒိုင်လုတ်သူကဘာမှမရှိပါဘူးလို့မျက်လုံးပြူမျက်စံပြူနဲ့ခက်ကြောင်ကြောင်ကြည့်ပြီးပြောနေ၏ကျွန်ုပ်နဲ့အလွန်ရင်းနှီးသူလူကြီးလူကောင်းတယောက်ဖြစ်တော်လဲကျွန်ုပ်ကိုကြောက်နေ၏ဒူးတုံနေ၏သူကိုကျွန်ုပ်ဘာမှပြန်မပြောပဲဇပွဲဤဘေးဇပွဲကြောင့်အရေးကြနေသောနေရာတွင်ကြက်ဝက်၊မွေဖားပါသောဂျင်းကလေးတစ်လုံးကိုကောက်ယူ၍ပြလိုက်၏။ရာဇဝတ်အုံမင်းဒီတခါတီးခတ်ပါဗျာနော်အရင်က ဟဲကောင်ပလိမင်းကဘာကောင်လဲဟူခေါ်နေရမှာယာဇဝိအုံမင်းအခေါ်ခံလိုက်ရသည်မှာကျွန်ုပ်အတွက်တသက်လုံးအသားရသွားတော့သည်နာဆင်ပေးသူအလုံးကိုကျေးဇူးတူးပဲတင်ရှိပါရဲ့ရှင်